မေရိကန်ရေတပ်မှာသင်္ဘော296ဆင်းရှိပါတယ်။ကောင်းတဲ့ကြောင့်အမေရိကတိုက်ကအကြီးမားဆုံးအင်ဂျင်ထုတ်လုပ်သူ Fairbanks Moss Defense Company ပါဝင်ကုမ္ပဏီထောင်ပေါင်းများစွာကဒီသင်္ဘောတွေရဲ့အစိပ်ပိုင်းတွေကိုတိဆောက်ထိန်းသိမ်းကြပါတယ်။ This engine has ဒီအင်ဂျင်ကမြင်းကောင်ရေတပ်ပေါင်းရှိတယ်လို့ပြောလိုက်တာပါ။ကုမ္ပဏီရဲ့90ရာခိုင်နှုန်းကအမေရိကန်ရေတပ်ဒါမှမဟုတ်ကမ်းခြေစောက်တပ်ကိုသွားတယ်လို့ CEO George Whittier ကပြောပါတယ်။ရေတပ်ရဲ့တိဆောက်ပုံညီမချက်ပန်းနိုင်ငံနှစ်တိုင်းကြီးမားလာတဲ့အတိုင်း င်မောတွေတိုးများလာဖို့မျှော်လင့်ရတယ်လို့လည်းသူကပြောပါတယ်။ဒါပေမဲ့မကြမီနှစ်တွေအတွင်းမှာတော့တိုးမလာပဲနည်းလာခဲ့ပါတယ်။မနစ်က နားလိုက်တဲ့တင်မောက15ဆင်းရှိပေမဲ့ဘတ်ဂျက်မှာတင်မော6ဆင်းသာပဲဘတ်ဂျက်ချထားခဲ့တာပါ။ And then for the 2025 budget plan 2025ဘတ်ဂျက်စီမံကိန်းမှာမူလကတင်မောသည့်10ဆင်းရထားပေမဲ့အခု6ဆင်းပဲမှာပါတော့မယ်။တာဝန်ကအနားပေးချင်တာက19ဆင်းပါ။ဒီတော့73ဆင်းရောသွားတဲ့သဘောပါ။ အမေရိကန်ရေတပ်ကိုကမ္ဘာအားကောင်းဆုံးဖြစ်ပြောကြပေးမယ်ပြည်အားနဲ့တန်ချင်အရဆိုရင်တော့အမေရိကန်ရေတပ်သင်းမောအရေးအတွက်ကတရုတ်နောက်ရောက်နေပါတယ်ပန်တကွန်ရဲ့အလိုအရတရုတ်ရေတပ်ကသင်းမောအစီ400ကိုကျော်ဖို့ဖြစ်စည်းနေရပါတယ် It's very frustrating and very challenging အတော်မချစ်မရဲဖြစ်စရာပါသင်းမောတိဆောက်ပေးနေသူတွေအနေနဲ့အလွန်ကိုစိန်ခေါ်ချက်ဖြစ်ပါတယ်သူတို့ကသူတို့ရေတပ်ကိုမြန်မြန်ကြီးချဲ့နေချိန်မှာကျွန်တော်တို့ကဘေးရောက်နေပါလေကျွန်တော်တို့ရေတပ်မှာသင်းမောတွေပိုရှိဖို့လိုပါတယ်ရေတပ်ပိုချုပ်ကြီး Jim Kilby ကလည်းသဘောတူပါတယ် And we've advocated for a bigger navy for all ဒီမှာရေတပ်ဖြစ်ဖို့ကျွန်တော်တို့စော်အောနေတာကြာလှပါပြီဟောင်းသွားတဲ့သမော်တွေနဲ့ရင်းကုန်သမော်တွေကိုအစားထိုးလောက်အောင် budget ကမရှိဘူးလို့သူကဆိုပါတယ် And when we get a new ship သမော်အသေးရတဲ့အခါအဟောင်းတွေကအစားထိုးပါတယ်ဘာကြောင့်လဲဆိုတော့အဟောင်းကိုထိန်းသိမ်းရတာပိုစိတ်ကြီးလို့ပါရေတပ်ကြီးထွားမှုမရှိတာကြောင့်ရေကြောင်းကာကွယ်ရေးလုပ်ငန်းတွေနှီးသွားရုံမကပါဘူးထိုးလို့ရေခွင်းဆက်တစ်ခုလုံးပါထိခိုက်သွားပါတယ်လို့ဝီတီယာကမြင်ပါတယ် there's thousands and thousands of suppliers that have gone တော်တော်ရေခွင်းဆက်ကလုပ်ငန်းတွေထောင်ချီပြုတ်သွားကြပါတယ်ဒါတကယ်အန္တရာယ်ပြရင်းငုတ်သင်္ဘောတွေထုတ်တဲ့ electric boat ကမိတ်ဆွေတွေကပြောတယ်သူတို့အတွက်ပစ္စည်းထုတ်လုပ်ပေးနေတဲ့လုပ်ငန်း350လောက်ရှိတယ်သူတို့မရှိရင်တော့ထုတ်လုပ်ပံ့ပိုးပေးနိုင်တာမရှိတော့ပါဘူး Fairbanks Moss Defense ကအမေရိကန်ရင်းငုတ်သင်္ဘော ထုတ်လုပ်ရေးခွင်းဆက်မှာအကြီးမားဆုံးကုမ္ပဏီတွေထဲကတစ်ခုပါ စစ်သည်မောသောအကြီးဆုံးအင်ဂျင်တွေကိုထုတ်ပေးပါတယ် without four of these ဒီအင်ဂျင်တွေမရှိတော့ရင်သင်းမောဆိုတာရေမျောနေတဲ့တပ်တူအပိုင်းစားပါပဲလို့သူကဆိုပါတယ် we should have two engine suppliers ကျွန်တော်တို့အတွက် engine လုပ်ပေးနေတဲ့လုပ်ငန်းနှစ်ခုရှိပါတယ်ရေရက်ကတစ်နှစ်သင်းမော6ဆင်းပဲမှာမယ်ဆိုရင်နှစ်ခုမပြောနဲ့ engine လုပ်ငန်းတစ်ခုကိုထိန်းထားနိုင်ဖို့ကအနိုင်နိုင်ပါပြဿနာကစိုးရိမ်ရလောက်တာမို့အင်ဂျင်တော်မှာသင်းမောတိဆောင်းရင်းနဲ့ပတ်သက်လို့ရုံတုံထားမယ်လို့ သမ္မတကကြီးညာခဲ့ပါတယ်။ We used to make so many ships. ကျွန်တော်တို့ကသင်္ဘောတွေအများကြီးလုပ်နေကြပါ။နောက်အများကြီးမလုပ်ကြတော့ပါဘူးဒါပေမဲ့မကြမီးမြန်မြန်လုပ်ပါမယ်သင်္ဘောတွေနဲ့နေတဲ့အတွက်စစ်သုံးစစ်ကိုအောက်လွတ်တော်ကတိုးမြင့်ချထားဖို့မျှော်လင့်ပါတယ်အမေရိကန်မှာလုပ်တဲ့သင်္ဘောတွေအများစုကစစ်တပ်တွေဖြစ်ပါတယ်ကုသရေးဝယ်ရေးတုံသင်္ဘောလုပ်ငန်းကပိုပြီးသေရေးရှည်ဖြစ်နေတယ်လို့အထက်လွတ်တော်အမတ်မတ်ကယ်လီက VOA ကိုပြောပါတယ် We went from 10,000 ships during World War II to 85 today. So, the Yakuba အရေးပေါ်ဖြစ်လာရင်ပြိမ္ခဖြစ်လာရင်သမုဒ္ဒရာဖြတ်ပြီးတက်တွင်တဲ့ပစ္စည်းတွေပို့ဖို့အတော်ကြီးအကန့်အသတ်ရှိနေပါလေအမေရိကန်ကကုန်တင်သင်းမော့တနည်း၅စီးလောက်စောက်ပါလေတရုတ်ကတထောင်ကျော်တိစောက်နေပါလေ They have one shipyard တို့မှာသင်္ဘောချင်းတစ်ခုပဲရှိတာပါဒါပေမဲ့ကျွန်တော်တို့သင်္ဘောချင်းတွေအလုံးပေါင်းတာထက်ကြီးပါတယ်တို့ကအလွန်အလွန်မြန်မြန်ကြီးတည်ဆောက်နိုင်ပါတယ်ကျွန်တော်တို့အဲ့ဒီလိုမလုပ်နိုင်တော့ပါဘူးအမေရိကန်အတွက်သင်္ဘောအဥပဒေခေါ်ဥပဒေချမ်းတစ်ရက်ကိုကယ်လီကဒီဇင်ဘာလမှာတင်ခဲ့ပါတယ်ဆယ်နှစ်အတွင်းအမေရိကန်ကုသရေးဝယ်သင်္ဘောအဆင့်150အထိတိုးမြင့်မှုဒီဥပဒေချမ်းကရည်ရွယ်တာပါဒါကြောင့်စစ်သင်္ဘောတွေအတွက်လည်းထုတ်လုပ်မှုတွင်ဆက်တိုးမြင့်ပေးနိုင်ပါလိမ့်မယ်မတ်ကယ်လီကအခုလိုပြောပါတယ် a lot of the parts that go into a US aircraft အစိပ်ပိုင်းတော်တော်များများက American လင်းတင်သင်္ဘောတွေမှာလည်းသုံးပါတယ်။ကုန်တင်သင်္ဘောတွေမှာလည်းသုံးပါတယ်။တရုတ်ကိုတာမြန်နိုင်ဖို့အတွက်သင်္ဘောတိဆောက်ရေးဦးစားပေးတာကိုကာကွယ်လုပ်ငန်းတွေမှာဥဆောင်နေသူတွေကတော့ကြိုးဆိုလိုက်ကြပါတယ်။ဘာမှမလုပ်ဖဲနေရင်အနာဂတ်မှာအမေရိကန်ကပိုပြီးနောက်ကျကျန်နေခဲ့မယ်လို့လည်းသတိပေးလိုက်ပါတယ်။ရေတပ်ရဲ့နောက်ဆုံးသင်္ဘောတိဆောက်ရေးစီမံကိန်းက2040မှာသင်္ဘောစီးရေ380မှတ်ပါတယ်။ 第一，这个第二个丢弃的那么新鲜这个嫩嫩巴底的，看见？